ရသော်ဘုရားကအဘိဓမ္မာမှာတန်ရောင်းစဉ်10မျိုးဟောထားတာရှိတယ်။သုတ်တန်ဒီမှာလည်းတန်ရောင်းစဉ်10မျိုးဟောထားတာရှိတယ်။အသုံးကလေးလောက်ပဲခြားနာမှုရှိပါတယ်။ဒီနေရာမှာတန်ရောင်းစဉ်10မျိုးဆိုတာအဘိဓမ္မာမှာလာတဲ့တန်ရောင်းစဉ်10မျိုးမပြောပဲနဲ့ဘုန်းကြီးတို့သုတ်တန်မှာလာတဲ့တန်ရောင်းစဉ်9မျိုးခွဲထားတဲ့9မျိုးစီခွဲထားတဲ့တန်ရောင်းစဉ်ကိုပြော။တန်ရောင်းစဉ်10မျိုးကို ငါးစုစီခွဲလိုက်တဲ့အခါငါးခုစီအစုခွဲလိုက်တဲ့အခါနှမျိုးဖြစ်လာပထမအစုကပါဠိလိုဩရံဘာကိယဩရံဆိုတဲ့စကားလုံးကဒီဘက်ကန်းဒီမှာအတွင်ပိုင်းဒီလိုလိုက်တယ်ဘာကဩရံဘာကအတွင်ပိုင်းဣယဆာဖြစ်တယ်အတွင်ပိုင်းမှာဖြစ်စေတဲ့တန်ရောစာ အတွင်းဆိုတာခွန်ကြီးတို့တပည့်နေတာကာမဘုံမဲ့တဲ့အဲ့ဒီကာမဘုံဆိုတဲ့အတွင်းပိုင်းမှာအတွင်းပိုင်းမှာတရှိနေအောင်ခြင်အောင်ထားတဲ့တန်ရောစင်ကျိုးအော်ရံပါကြီးအတားအသင်းလို့ခေါ်အဲ့ဒီတန်ရောစင်ကျိုးတွေမပြတ်သေးတဲ့မြတ်ခွန်ကြီးတို့တွေဟာအပေလေးပုံနဲ့ခဏခဏရောက်ကြချိုးရှိနေတာ ဆွဲဆွဲခြားခံရကျိုးရှိရင်ကျိုးဆွဲတဲ့နောက်လိုက်သွားကြအပေဘုံရောက်ချင်냐လားဆိုဘူးမမရောက်ချင်သူတော့ကျိုးရှိလို့ရှင်တော့ဆွဲချလေးတစ်ပင်စုံတွတ်ထားတယ်လို့ပဲပေါ့စုံမှာကျိုးမပြတ်သေးလို့ရှင်အောက်ကနေဆွဲဆွဲပြီးတော့တင်အဲ့ဒါမျိုးလိုပဲအောက်ကဆွဲတဲ့ကျိုးကငါးချောင်းရှိတယ်အဲ့ဒီငါးချောင်းကပါလဲလို့ဆိုလို့ရှင် နံပါတ်1ကတက္ကရာဒိဋ္ဌိတက္ကရာဒိဋ္ဌိဆိုတာမယင်းနဲ့အယူဆတရတက္ကရာဆိုတဲ့ဇေယလုံးကအိဒိဗေကတဆိုတာတကယ်ရှိတဲ့ကာယအစုတကယ်ရှိတဲ့အစုဆိုတာဘာလဲဆိုရင်ခန္ဓာ၅ပါးတကယ်ရှိရုပ်ရှိတယ်ဝေဒနာရှိတယ်သင်ညာရှိတယ်သင်္ခါရရှိဝိညာဏရှိတယ် လူတွေမှာလိုက်ပြီးတော့အကြမ်းမြင်ကြည့်လိုက်ရင်မသိဘူးရုပ်ခန္ဓာကိုယ်ကြီးရှိနေတယ်ရုပ်ခန္ဓာကိုယ်ကြီးဆိုတာကတော့ကြမ်းမြင်ပြောရင်မျက်စိနားနာလျာကိုဟောလားရုပ်ခန္ဓာကြီးပဲเนาะဟောဒီပေါ့ရုပ်ခန္ဓာကြီးရှိနေတယ်အဲ့ဒီအရှိကိုတက္ကရာကိုခေါ်တယ်တကယ်ရှိနေတာတက္ကရာဝေဒနာလူတွေမှာခံစားမှုရှိတယ် ဝေဒနာလို့ဆိုလိုက်တာနဲ့ယောဂာနဲ့သွားမတွေ့နဲ့ဒီနေရာမှာဝေဒနာဆိုတာယောဂာကိုပြောတာမဟုတ်ဘူးเนาะပမာစကားမှာယောဂာနဲ့ဝေဒနာယောတယ်ဝေဒနာဆိုတာစိတ်ရဲ့အတွေ့အကြုံလေးအာယုတစ်ခုမြင်လို့ကြားလို့ပျော်သွားရင်လည်းစိတ်ရဲ့အတွေ့အကြုံတစ်ခုအာယုတစ်ခုမြင်လို့ကြားလို့ကြောက်လန့်တုန်လို့သွားရင်လည်းပဲစိတ်ရဲ့အတွေ့အကြုံတစ်ခု mental feeling ပေါ့ m e n t a l experience အတွေ့အကြုံလေးတွေရသွားဒါဝေဒနာလို့ခေါ်တယ်။ညမာလို့ပြန်တော့ဝေဒနာဆိုတာခံစားတယ်လို့ဒီလိုသုံး။ခံစားတယ်ဆိုတာတစ်ခါတည်းရန်ကြတော့အော်ခံစားနေရတာမကောင်းလိုက်တာဆိုဆင်းရဲတာနဲ့သွားပြီးတွေးမိတတ်သေးတယ်။စံစားတာကြတော့အကောင်းခံစားတာကြတော့အဆိုးလို့မမစကားမှဒီလိုရောထွေးသွားနိုင်သေးတယ်။ဒါကြောင့်ဝေဒနာဆိုတာအာယုံနဲ့အတွေ့အကြုံရသွားတာ။ ဥပမာပဲနှစ်သက်စရာအာယုံလေးကိုတွေးလိုက်လို့ရှင်နှစ်သက်သွားတယ်ဂျင်းနတ်ပါဒါအတွေ့အကြုံလေးတခုတော့အင်္ဂလိပ်လိုတော့ feeling လို့ပြန်တာပေါ့နော်ဝေဒနာအဲ့ဒီဝေဒနာဆိုတာတကယ်ရှိတာစိတ်ထဲမှာလူတိုင်းလူတိုင်းမှာခံစားမှုဆိုတာရှိတင်ညာတခါကြုံထားလို့ရှင်မှတ်တယ်ဆိုတာရှိတယ်လူတိုင်းမှာမှတ်တယ်အဘိဓမ္မာသဘောအရာမှတ်တာဘာလဲမှတ်တယ်ဆိုတော့ဒီ ်တင်ညာကမှတ်ပေးတယ်အာယုန်နဲ့တခါကြုံလိုက်ရင်သူကမှတ်လိုက်တာသူအမှတ်ကောင်းလို့ရှိရင်ခိုင်မြဲတာလူတွေကအဲ့ဒီစိတ်အမှတ်ပေါ်မှာအမလို့အမရဖြစ်ပြီးတော့ဘာနဲ့မှတ်ကြလို့ဆိုတော့ဘောပင်သူစာရွက်တွေနဲ့လည်းမှတ်ကြတာပေါ့ဒါလည်းမှတ်ထားပဲပေါ့ဟုတ်လားအဲ့ဒီအမှတ်နဲ့နောက်ထပ်ပြန်သိအောင်ပိုးခိုင်မြဲအောင်လုပ်တဲ့သဘောတကယ်ကတော့စိတ်မှသူ့ဘက်သူမှတ်တဲ့ ဘာဝလေးတစ်ခုရှိတယ်။ဟောအဲ့ဒါကိုတင်ညာလို့ခေါ်တယ်။အဲ့ဒီတင်ညာကလည်းတကယ်ရှိတာ။သင်္ခါရဆိုတာဉာဏ်နဲ့တွေးတာစိတ်ဆိုးတာစိတ်ကောက်တာကအစအကုန်လုံးစိတ်ထဲမှာဖြစ်ပေါ်တဲ့သဘာဝတရားအားလုံးကိုသင်္ခါရလို့ခေါ်တယ်။အဲ့ဒီသင်္ခါရအစုကြီးကလည်းလူတွေရဲ့စိတ်ထဲမှာနေစဉ်ရှိနေတာပဲ။ကိုယ့်ဟာကိုယ်ရှုစဉ်ရင်သုံးသပ်ကြည့်မယ်ဆိုရင်ဒီသင်္ခါရဆိုတဲ့ mental formation ပေါ့စိတ်ရဲ့ စိတ်နဲ့ပတ်သက်လာတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စေတသိက်တရားတွေဟာလည်းတွေးရှိနိုင်တာပဲ။နောက်လူတွေပြောနေကြတဲ့စိတ်ဆိုတာဝိညာဉ်နဲ့ခန္ဓာ။အဲဒီဝိညာဉ်ဝိညာဉ်နဲ့ပြောတဲ့အခါမှာညမပြေမှာအဓိပ္ပာယ်ကနှစ်မျိုးထွက်တယ်။ပါဠိစာပေမှာဝိညာဉ်ဆိုတာဝိညာဏဆိုတာစိတ်ကိုပဲပြောတယ်။သို့သောလူတွေကတခုတည်းရောက်သေသွားလို့ရှိရင်ဟဲ့ဝိညာဉ်တို့ပါလို့ပြောတာ။အတက်ကိုရည်စူးပြီးတော့နော်။ ဝိညာဉ်ဆိုပြီးတော့ပြောနေကြဝိညာဉ်ကမကျွတ်လွတ်သေးဘူးဝိညာဉ်ထွက်သွားဒီလိုပြောနေကြတိုးတော့အဲ့ဒီစကားတွေကရောထွေးမှုတွေဖြစ်စေတယ်တကယ်စားပေရောက်ဝိညာဉ်ဆိုတာဘာလို့ဆိုရင်အာယုံကိုတိတတ်တဲ့သဘောတရားလေးဘုန်းကြီးတို့ဒီလိုမှာရှိနေတဲ့အသိစိတ်ကလေးကိုပြောတာကောင်းပြီအဲ့ဒါကိုခန္ဓာ၅ပါးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုရင်ခန္ဓာ၅ပါးတကယ်ရှိတယ် အဲ့ဒီတကယ်ရှိတယ်ဆိုတာကိုတက်ကာယလို့ပြောတာเนาะတဆိုတာရှိတယ်ကာယဆိုတာအစုခန္ဓာ